ြီးခဲ့တဲ့ပိုင်းမှာတော့ Henderson ရဲ့မိန့်ကြောင့် Elisberg ကပြန်ပြီးဆွဲခံလိုက်ရပါတယ်။ Elisberg ကိုပြန်ခဲ့ဖို့အတွက် Meliodas တို့ဘက်ကလည်း Leonas တိုင်းပြည်တွေကိုဝင်လာခဲ့ကြပါတယ်။ Camelot တိုင်းပြည်ရဲ့ဘရင် Arthur Bandragon ရဲ့ယူရဲ့ချက်ကလည်းဘာလဲဆိုတာကိုတော့မသိရသေးပါဘူး။အခုဆိုဒီယာနဲ့ဘက်မှာလည်း City နဲ့ယောက်ကကာကွယ်ပေးနေခဲ့ပြီဖြစ်ပါတယ်။လူသားတယောက်ကိုကာကွယ်ပေးနေတဲ့ဒီယာနဲ့တေဆုံးမမျိုးကိုသူတို့ကထန်ကြီးမနေနိုင်ဘူးလို့လည်းပြောလိုက်ပါတယ်။ Guila မင်းဖေပြောက်သွားတဲ့အကြောင်းရင်းမှန်ကိုမသိချင်ဘူးလားလို့ Hebron ကချိန်ချောက်လိုက်တဲ့အခါသူမကတော့အဲ့ဒီအဖြေကိုတီးပြီးဖြစ် ကြောင်းဒီယာနေတာမကယ်ခဲ့ရင်ကျမရဲ့မောင်လေးကရှင်လုံးလို့တည်နေလောက်ပြီလို့ပြောလိုက်ပါတယ်။သူတို့မနိုင်ဘူးဆိုတာတီးပေမဲ့လည်းဂူီလာနဲ့ဟောက်စာတို့ကသူတို့ရဲ့စွာနှစ်ခုနဲ့ပေါင်းဆက်ပြီးတော့တိုက်ခိုက်လိုက်ကြပါတယ်။သူတို့ရဲ့တိုက်ခွက်တွေကဘာမှအသုံးဝင်ခဲ့ပဲသူတို့နှစ်ယောက်တက်ခံရတော့မယ့်အချိန်မှာတော့ဂူတာကဝင်ခဲ့လိုက်ပါတယ်။အဲလစ်ဘက်ကတော့မြေရောက်ထဲမှာသူ့အဖေနဲ့သူ့အမတို့ကိုလိုက်ရနေခဲ့ကသူ့အမမာဂရက်နဲ့တွေ့ခဲ့ပြီးဖရိုနီကာကသူ့ကြောင့်တည်ဆုံသွားရတာဆိုပြီးပြောပြကအဲလစ်ဘက်တယောက်ဟာငိုကြွေးနေခဲ့ပါတယ်။အဲဒီအချိန်မှာပဲမော်ပညာရှင်ကနောက်ကရောက် ောက်လာခဲ့ကဟော့ကိုတော့ဥကျိုရီရဲ့ကန်တကူစီကိုပို့ပစ်လိုက်ပြီးအဲလစ်ဘက်ကိုဘန်ကော့တွားဖို့အတွက်လုံနေခဲ့ပါတယ်။ကိုတာကတော့ဒီယာနဲကိုကာကွယ်ပေးလို့ကျေးဇူးတင်ပါတယ်လို့ပြောလိုက်က Drivers နဲ့တိုက်ခိုက်ဖို့လုပ်ခဲ့ပါတယ်။ Drivers ကကိုတာကိုဒါနဲ့ထိုးလိုက်ပေမဲ့ကိုတာကတော့ Driver ကိုစိတ်ညှို့ပြီး Henderson နဲ့အတူရှိခဲ့တဲ့အတိတ်ကမှန်ညာတကူထဲမှာပိတ်ထားလိုက်ပါတယ်။ဒါပေမဲ့လည်း Drivers ကသူ့ကိုကိုတက်ခဲ့တယ်ဆိုတဲ့နာကျင်စရာမှန်ညာကြောင့်ပြန်နိုးလာနိုင်ခဲ့ပြီးဒီဒါနာကဘာမှမတိပဲနဲ့သူ့အဖေကိုတက်ခဲ့တဲ့သူကိုပြန်ခဲ့ပြီးပါသေးတယ်။အားနေသွားတဲ့ Driver ကိုတော့ Henderson Hebron နဲ့လွတ်တာခဲ့ကကိုတာကတော့သွေးတွေနဲ့လဲကြနေခဲ့ပြီဖြစ်ပါတယ် Hebron ကသေစေနိုင်တဲ့အငွေတွေကိုလွတ်ပြီးတိုက်ခိုက်လိုက်တာကြောင့်ဒီယာနယ်ကပြန်ထလာပြီးတော့ဒီကနေထွက်သွားဖို့ဟောက်ဇာနဲ့ဂူရီလာကိုပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဒီယာနယ်တယောက်ဟာ Hebron ရဲ့ရေခဲကြုံတစ်ခုနဲ့ဒူဆိုင်တာကိုခံလိုက်ရပြီးနောက်ကိုလန်သွားတဲ့အချိန်မှာတော့ကင်းကရောက်လာခဲ့ပါတယ်ဒီယာနယ်ကိုဒီလိုဆိုးရတဲ့ခြေနေဖြစ်အောင်ဘယ်သူလောက်တာလဲလို့မင်းကြီးကဒေါသတွေထွက်နေခဲ့ပြီးမင်းသူမကိုဘာလို့မကာကွယ်တာလဲဆိုပြီးတော့ဟောက်ဇာရဲ့ချက်ဖို့ကိုထိုးနေခဲ့ကသွေးတွေကြာနေခဲ့ပါတယ်ငါကဘာလို့အမြဲတမ်း ်ကိုတန်ဘူထားရတဲ့လူတွေကိုမကာဝယ်နိုင်ရတာလဲဆိုကကိုကိုကိုပြစ်တွေ့တင်နေပါတယ်မင်းကအမြင်နောက်ကျလို့လေလွန်ခဲ့တဲ့နှစ်20ကနတ်ဘရင်တော်မီလောင်မူတုံကရောလွန်ခဲ့တဲ့နှစ်900အဲ့ဒီအချိန်တုန်းကရောပြီးတော့အခုရောမင်းရဲ့နောက်ကျတဲ့ပြီကြောင့်ဒီလူဘလူးမလေးကတရားတော်မယ်လို့ပြောကဟဲဘရန်ကဒါနဲ့ကိုဖို့အတွက်ပြေးဝင်လာနေပါတယ်ကင်းကတော့သူ့ရဲ့လန်နဲ့တားလိုက်ပြီးဟဲဘရန်ကတိုက်ခွတ်မျိုးစုံနဲ့တိုက်ခိုက်နေခဲ့ပါတယ်မင်းရဲ့ပုံစံစည်းကိုပြန်ပြောင်းတော့အခုပုံစံနဲ့မင်းရဲ့မော်စာကိုပြေးဝမတုံနိုင်ဘူးမလားလို့ကင်းကပြောလိုက်တော့ဟဲဘရန် ကသူ့ရဲ့ပုံစံကိုပြန်ပြောင်းလိုက်ပါတယ်။ပိုင်စဲမာတုံးကမင်းကအဲ့ဒီစုပ်ပြတ်တက်နေတဲ့ဥကောင်ကိုစောင်းတာလို့မမတ်မိခဲ့တာလို့ကင်းကပြောလိုက်ပါတယ်။ဟုတ်တယ်ဒီဥထုပ်ကညပတ်စုပ်ပြတ်နေတဲ့ဥထုပ်ပဲဒါပေမဲ့ငါမလွတ်ပြည့်ရက်ဘူးဒါကငါကငါတတိပေးတဲ့အနေနဲ့အပြစ်ဒဏ်ပဲလို့ဟေဘရန်ကပြန်ပြောလိုက်ပါတယ်။အဲ့ဒီချက်စရာလူဘလူးမလေးရဲ့ပုံစံကိုမြင်ပြီးတော့ဒေါသထွက်သွားတာလား။သူမကမင်းရဲ့လုပ်ဖို့ကင်ဘတ်အဖွဲသားလေးပဲမဟုတ်ဘူးလားလို့မေးလိုက်ပါတယ်။မင်းတံမိုးထားရတဲ့သူကိုစုံချုံရတဲ့ခံစားချက်ကိုနားလည်မှာမဟုတ်ဘူးလို့ကင်းကပြောတော့ဒါဆိုမင်းမျက်စိ ီရှိမှာတမိုးထားရတဲ့သူကိုတပစ်တာကိုနားလည်မလားလို့ပြန်မေးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဟေဘရန်ဟာသူ့ရဲ့အစွမ်းနဲ့တကိုင်းတစ်ခုကိုဖန်တီးလိုက်ပြီးကင်းကိုပြီးထားခဲ့ကာဒီယာနဲကိုတပစ်ဖို့အတွက်လုပ်နေပါတယ်။ကင်းကတော့ချက်ဒီဖော်နဲ့ဒီယာနဲကိုတဲတန်ကာဝယ်ပေးဖို့လုပ်နေခဲ့ကာမင်းလိုအားနေတဲ့ဘရင်ကနတ်သမင်စွာကက်ဒီဖော်ကိုအပြေးဝမတုံနိုင်ဘူးလို့ဟေဘရန်ကပြောနေပါတယ်။ နွယ်ပင်နဲ့ဂင်းကိုချုပ်ထားခဲ့ကဒီယာနဲ့ဒေတာကိုစောင့်ကြည့်ဖို့ပြောလိုက်ပြီးဒီယာနဲ့ကိုတကိုင်းတွေနဲ့သကုံရိုက်နေခဲ့ပါတယ်။မယ်လီယိုဒက်ကတော့ဒီယာနဲ့နဲ့ကိုတာတို့ရဲ့မော်စွမ်းအားတွေကပြောက်ွက်သွားပြီးကင်းရဲ့မော်စွမ်းအားကတော့မယုံနိုင်လောက်အောင်တော်တော်ကြီးမလာတာကိုတည်ထားမိလိုက်ပါတယ်။ကင်းကဒီယာနဲ့ကိုမော်ကာယန်နဲ့အကောင်းဆုံးကာွယ်ပေးထားပြီးတော့လွန်ခဲ့တဲ့နှစ်ခွနရာကမင်းနဲ့ပြုခဲ့တဲ့ကတိကိုအခုဒီမှာပြည့်စည်ပေးမယ်လို့ကင်းကပြောလိုက်ပါတယ်။အတိတ်မှာတော့ကင်းကတိုင်းပြည်ကနေထွက်သွားတော့မယ်လို့မှအယ်လင်းကသူ့ကိုတားခဲ့ပါတယ်။ကင်းကတော့ဟဲဘရန်ကိုဒူတီတိုင်းမလွတ်ထားနိုင်တာကြောင့် ောင်သူပြန်လာတဲ့ထိဆောင်မှုပြောပြီးတော့ထွက်သွားခဲ့ပါတယ်။ကင်းရောက်သွားတဲ့ချိန်မှာတော့နတ်သားငယ်တွေရဲ့တောင်ပန်တွေကပြက်နေကြကာအကုန်လုံးကတုံယုံနဲ့လဲကြတည်ဆုံနေကြပါတယ်။ဒါပေမဲ့လူသားတစ်ယောက်ကသူ့ကိုနောက်ကနေဓာတ်နဲ့တိုက်ခိုက်ခဲ့တာကြောင့်သူဟာရေရောက်ကိုပြုတ်ချသွားခဲ့ပါတယ်။ဟဲဘရန်လူသားပုံစံအပြည့်ယူတုံးထားတဲ့လူကကင်းကိုတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။